အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ငါးကလေးဥကန်ဟင်းနဲ့သူ့နဲ့လိုက်ဖက်တဲ့ကမွန်ကျွေရဲ့ဟင်းတူလေးကို ချက်စားပြလို့ချင်းကြီးလေးကိုနားပြီးမျှဝေပြခြင်းနဲ့ဖြစ်ပါရဲ့ရှင်ဒါကတော့ငါးဥကက်ချက်ဖို့အတွက်ဈေးကဝင်လာတဲ့ကတ္တဘူငါးအကောင့်ပြလေးတွေဖြစ်ပါတယ်တခြားငါတုံးမယ်ဆိုလို့ရှင်လည်းရပါတယ်ကျမတို့ဒီနေ့ဒီငါးလေးတွေပဲနည်းလက်တာလေးတွေပြလို့ဒါလေးတွေပဲဝင်လာလိုက်ပေါ့နော် ငါကိုဘိုက်လေးတွေဖောက်ပြီးတော့အထဲကအငိတ်ကြီးတွေထုတ်ပြီးတော့ရေနဲ့လင်းငါတက်လာပြီးဆန္ဒလေးစေကျော်တန်းစင်ထားတာပါဒီငါလေးတွေကအကောင့်သေးတဲ့ဆိုလို့ရှိရင်သူကစားလေးနဲ့နေပြီးတော့ရေနဲ့လင်းငါတက်လောက်စီးပြီးတော့ချက်တယ်ဆိုလို့ရှိရင်လည်းရပါမယ်အခုရတာနေဖို့အတွက်သူ့ထဲကို စားထည့်ပါမယ်ရှင်စနွေမုံထည့်ပါမယ်ခင်ခမ်းမုံအနေငယ်နဲ့ငံပြားလေးအနေငယ်ထည့်ပါမယ် ်အရသာပုံမှန်ကတော့မိမိချက်တဲ့ပမာဏပုံမှန်မူတည်ပြီးတော့စိတ်ကြိုက်ထင်နိုင်ပါလိမ့်ရှင်အားလုံးထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အားလုံးကိုတမတော်အောင်လို့မျှပေးပါမယ်အားလုံးတမအောင်နေပြီးသွားပြီဆိုလို့ရှိရင်တော့အရသာပုံဝင်သွားအောင်လို့15မိနစ်လောက်နှတ်ထားပေးလိုက်ပါမယ်ရှင်။ငါးကိုအရသာနှတ်ထားတော့မေယူကအငဲငယ်ထားမှမရှင်။ ရေကောင်းထားလို့ညက်သွားပြီဆိုရင်တော့စက်တုံဒီ၃လုံးအခုလာထားတာကိုထည့်ပါမယ်။စက်တုံဖြူဥအသေးနှလုံးစာကိုလည်းထည့်ပါမယ်ရှင်။ညေသီးမုံကိုတော့ထမင်းစားဆုံးနဲ့ဒဇုံနဲ့တဝက်ခန့်ကိုထည့်ထားပါရစေ။ပြီးရင်တော့အားလုံးကိုညက်သွားတဲ့အထိထောင်းပြလိုက်ပါမယ်။ကျားတို့ထားလာတာဒီနေထားလေးဆိုလို့ရှိရင်တော့ရပါပြီရှင်။ ပြီးရင်တော့ဟင်းညွတ်ချက်ဖို့အတွက်ကမွန်ချေရလေးတွေကိုရေနဲ့သွေးချာချာစီစောပြီးတော့အရွက်လေးတွေကို ခုလိုမျိုးလေးတင်ထားပေးပါမယ်ရှင်။ကမွန်ချေရလေးတွေလည်းတင်ထားပေးပြီဆိုလို့ရှိရင်တော့ကျမတို့စပြီးတော့ဟင်းချက်ပါမယ်။ချက်မဲ့အိုးလေးကိုစီထဲပါမယ်ရှင်။စီကိုတော့နည်းနည်းများများလေးသုံးထားပါဗါ့။ဘာလို့လဲဆိုတော့ငါးလေးဥကဟင်းကစီနည်းနည်းများမှပူပြီးရစားကောင်းလို့ပါရှင်။စီဘူးလာမျိုးဆိုရင်တော့မြေတီထောင်းလာတာကိုထည့်ပြီးတော့စီတက်ပေးပါမယ်ရှင်။ ရည်သည့်စီတက်တဲ့အထက်ကိုစနွင်းမုံအနေငယ်လေးထပ်ပြီးတော့ထည့်လိုက်ပါမယ်ရှင်။ပြီးရင်တော့ငရည်သည့်လေးတွေအညောင်လေးညူပြီးတော့အနက်လေးမှုလာတဲ့အထိအောင်စီတက်ပေးပါမယ်။အနက်လေးမှုပြီးတော့အခုလိုနေထားလေးဆိုလို့ရှိရင်တော့ရတာနေထားတဲ့ငါးလေးတွေကိုထည့်ပါမယ်ရှင်။ ငါးလေးတွေကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်တော့အားလုံးကိုနှက်ဆက်သွားအောင်လို့အตาရလေးຫມွေပြပါမယ်ရှင်။ကျမတို့တအားຫມွေတဲ့အခါကျတော့ငါအตาလေးတွေကအရင်နင်းနေတဲ့အခါကျတော့ကြည်သွားတတ်လို့ပါရှင်။ခုလိုမျိုးနှက်ဆက်အောင်ຫມွေပြပြပါပြီဆိုရင်တော့မီးအေးလေးနဲ့အဖုံးအုပ်ပြီးတော့10မိနစ်လောက်တည်ထားပေးလိုက်ပါမယ်ရှင်။ 10မိနစ်လောက်တည်ပြီးသွားပြီဆိုလို့ရှိရင်တော့အဖုံးလေးကိုဖွင့်ပြီးတော့အตาရလေးဦးလေးကိုလှုပ်လှုပ်ပြီးတော့ပြပါမယ်ရှင်။တစ်ဖက်ချမ်းကငါးလေးတွေတအားဥကက်ပြီးတော့တူးမသွားစေဖို့အတွက်ပါ။ 10မိနစ်လောက်ထပ်တက်လာပြီးလို့စီတန်လေးကလည်းတဖြည်းဖြည်းနေပြီးတော့အနံ့လေးကလည်းငွေလာပြီးတစ်ဖက်ချမ်းကငါအသားလေးတွေကလည်းမာမာတင်းနဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့နောက်တစ်ဖက်ကိုဖြောင်းပြီးတော့ငါအသားလေးတွေမာလာတဲ့အထိအောင်ချက်ပြပါမယ်ရှင်နောက်တစ်ဖက်ကိုပြောင်းပြီးွားပြီဆိုလို့ရှိရင်လည်းကျမတို့ငါ့ကိုထက်ပြီးတော့မမှုရတော့ပါဘူးရှင်ကြည်သွားမှဆိုရတဲ့အတွက်ကြောင့်မှပိုးလေးကိုပဲအခုလိုမျိုးလေးပဲလှုပ်လှုပ်ပြီးတော့ပဲပြေးပါမယ် ငါကိုအရင်6တောင်မကြိုက်ဖယ်နဲ့ကိုကဆူဆူလေးပဲစားချင်တယ်ဆိုလို့ရှိရင်တော့အခုလိုနေထားလို့ဆိုလို့ရှိရင်ရပါပြီရှင်။ကျမကတော့နည်းနည်းလေးပူပြီး6 6လေးဖြစ်တာကိုပူချိုက်လို့နောက်ထပ်10မိနစ်လောက်ထပ်ပြီးတော့တည်လိုက်ပါမယ်။ခုလိုနေထားလေးဆိုရင်တော့ငါးလေးတွေလည်းနှစ်ဖက်စလုံးပဲအရာဝေးတွေရဲပြီးတော့ကုလိုချင်တဲ့အနေထားလေးရောက်ပြီဆိုလို့ရှိရင်တော့နောက်ဆုံးအိုးချခင်နေရင်ပင်စင်းရွက်လေးအုပ်လိုက်ပါမယ်ရှင်။အမွေးကြိုင်ကတော့မိမိကြိုင်နဲ့တက်ရအောင်လုပ်ရပါတယ်။ကျမကတော့ပင်စင်းရွက်လေးပဲရှိလို့ပင်စင်းရွက်လေးပဲအုပ်လိုက်ပါတယ်။ ပြီးရင်တော့သူ့အပူချိန်လေးနဲ့ပဲခဏလေးထားလိုက်ပြီးရင်တော့ရပါပြီရှင်။ငါးဟင်းလေးကျက်သွားပြီဆိုတော့ကျမတို့သူနဲ့လိုက်ဖက်တဲ့ကမွန်းချွေရဲ့ဟင်းယူလေးချက်ပါမယ်။ကမွန်းချွေရဲ့ဟင်းယူကတော့ထူ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 မဟုတ်ပါဘူးရှင်။ကိုချက်မဲ့အိုးလေးကိုရေကိုလိုတလောက်လေးထည့်လိုက်ပါမယ်။ဒီထည့်ပြီးွားပြီဆိုရင်တော့ပစွန်ဆောက်ထောင်းထားတာလေးထည့်မယ်။ကြက်တုံဒီတလုံးပပလှိထားတာလေးကိုလည်းထည့်လိုက်ပါမယ်။အရသာအတွက်ကတော့မြင်ငပိလေးအနည်းငယ်ထည့်ပါမယ်။ စာအနေငယ်ထည့်ပါမယ်။ငပြားရည်ကိုလည်းအနေငယ်ထည့်လိုက်ပါမယ်ရှင်။ပြီးသွားပြီဆိုရင်တော့အဖုံးလေးအုပ်ပြီးတော့ပွက်ဆူလာတဲ့အထိတဲသွားပေးလိုက်ပါမယ်။အင်းရည်တဲထားတာပွက်ပွက်ဆူလာပြီဆိုလို့ရှိရင်တော့အရင်တိုင်းကြီးလိုက်ပါမယ်။ ရတာမြည်ကြီးလို့စိတ်ကြိုက်လေးဖြစ်ပြီးရေလေးကိုလိုချင်တဲ့အနေအထားထိခန်းအောင်တည်ပြီးသွားပြီဆိုရင်တော့ကမွန်ချင်ရွက်လေးတွေထည့်ပါမယ်ကမွန်ချင်ရဲ့ထည့်ပြီးွားပြီဆိုရင်တော့အဖုံမအုပ်တော့ပဲနဲ့မီးပြင်းပြင်းလေးနဲ့ပဲရေကိုပုတ်ပွက်ဆူလာတဲ့အထိတဲပေးပြီးပြီဆိုရင်တော့ကမွန်ချင်ရဲ့ဟင်ယူလေးရပါပြီရှင်။ ခုဆိုရင်တော့ငားကလေးဦးကဲဟင်းနဲ့သူ့နဲ့လိုက်ဖက်တဲ့ကမွန်ကျွေရဲ့ဟင်းညိုလေးကတော့အစားဖို့အဆင်သင့်ဖြစ်နေပါပြီရှင်။ငားဟင်းကြိုက်တဲ့သူတွေအတွက်ထမင်းစားလို့မကောင်းဘူးဆိုရင် ခုလိုမျိုးလေးချက်စားကြည့်ပါနော်။ထမင်းစားလို့အရန်ကိုမြင်ကြည့်ပါလေရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးတွေမှာလည်းပြန်ပြီးတွေ့ကြပါမယ်နော်။